ဒီကိုသူဒိမ့်တယ်လို့ထင်တာအခုမှကျွန်တော်မေးကြည့်တော့သူမီးရင်းမဟုတ်ဘူးလို့ပြောတယ်ဘာသူကလေးလဲကျမရဲ့ချွေးမရဲ့ခန္ဓာကျမချွေးမရဲ့ตาမပြောရအမตาရဲ့မိန်းမရဲ့ခလေးမော်အမောသူသူလေးမေ့ကျင်တာမီးအရင်လာတော့အငားနဲ့ထိန်းတာလားအဲ့လိုမျိုးအငားနဲ့ဟုတ်ပြီလို့လိုက်တယ်ကျမနောက်ပဲလိုက်မဟုတ်ဟဲ့ဟဲ့အဲ့မမ မချီမရဲ့သားဆိုတော့မမချီမသားရဲ့ခလေးတွေက9ယောက်နဲ့မေရထားခဲ့တာအဲ့ဒါတက်တက်အဲ့ဒီကဘယ်ဟိုအမမနဲ့ဘာမှမတော့ဘူးမမတော့တော့ဘူးမမတို့ဒီလိုသူပြကြံလို့တော့မပေါ့ဘူးအဲဒီအခုခလေးရဲ့အမေရသူသမီးချင်းဟုတ်လားဒါမဲ့အခုမွေးတဲ့ခလေးကအဲတမီးရဲ့ခလေးပဲတမီးရဲ့ခလေးပဲလားချွေးမရဲ့ခလေးချွေးမရဲ့ခလေးအာချွေးမရဲ့ခလေးသူသားရဲ့ မိန်းမရဲ့ကလေးဒါပေမဲ့သူသားဟိုသူချွေးမအခုနောက်ကြာဟုတ်လားကျွန်တော်မဟုတ်လားဟုတ်တယ်နော်ဒါပေမဲ့လောလောဆယ်အခုဒီပြဿနာမဖြေခင်ဆက်ကြမှာမထိန်းတာဟုတ်တယ်နော်ဟုတ်လားမဟုတ်ဘူးသူတို့ချင်းလင်းပြီးအောင်တိဖို့လို့နေမှာရဲ့အဲ့ဒါလည်းအမလည်းပွင့်လင်းယူယူသားပြောဖို့လို့ဒါသူကကြတော့ပြဿနာဖြစ်ဖြစ်တော့အမနဲ့ပြဿနာဖြစ်တဲ့အချိန်မှာကလေးပါကလေးကိုလည်းတနာတယ်အဲ့ကြောင့်သူတို့ကမတွေ့ပြအောင်လိုက်ရှာပြီးတော့ယူရောက်လာတာဟုတ်တယ်သူတို့ ပေဟိုဟိုလှိုင်တရလှိုင်တရပြောခံရတယ်ဆိုတာအဲ့ဒါကြီးအကြောင်းပြောခံရတယ်သိလားလှိုင်တရအဲ့ဒါကြီးအကြောင်းပြောခံရတာကျွန်တော်လှိုင်တာမနေလားငငယ်ကလေးကမွေးလားမှတ်ပုံနေတာမှာဆက်နေမြင်းဆောင်လာတာရနိုင်ဒါပေမဲ့အဲ့လိုလှိုင်တာမှာဒီလိုကောင်းတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့လိုမကောင်းတဲ့သူတွေလည်းအများကြီးရှိတယ်စိတ်သက်တွေရပါတော့အဲ့ကြောင့်မလှိုင်တရအပြောခံရတယ်တခုဆိုလှိုင်တာလှိုင်တာလှိုင်တရဒီလောက်ရကြည့်ရတော့လေဘလို့မှလက်မခံတာကိုခံစားလို့လည်းမရဘူးအရန်လွဲမှားနေလို့ထင်တယ် အပြစ်ရှိရင်အပြစ်ပေးရအောင်ပေးလို့ရတယ်အပြစ်ပေးတော့လက်ခံတယ်သို့ပေမဲ့အခုလိုမျိုးကြီးတော့လောက်တာတော့လက်မခံဘူးကျမတို့ရန်ရှုံချရတယ်အဆိုင်ကိုလည်းတသက်လုံးမဝယ်ဘူးကျမတို့တွေကလှိုင်းသားထဲမှာဈေးပတ်ဝယ်နေရတဲ့သူဖြစ်တဲ့အတွက်ကျမတို့အဆိုင်ကိုတသက်လုံးမဝယ်ဘူးဘန်းတယ်ဟောလှိုင်းသားသူလှိုင်းသားသားတွေလည်းအဆိုင်ကိုမဝယ်ပါနဲ့နော်ကျေးဇူးတင်ပါတယ်မင်္ဂလာပါမျိုးလို့ရရပြီနော်မင်္ဂလာပါမျိုးလို့ရေကျမတို့ဘုရားဖြစ်ပါတယ်အခုဆိုရှယ်မီဒီယာပေါ်မှာပြန့်နေနေတဲ့တိုင်းသားရနော်တိုင်းသားရဒီဘာလဲကြောက်တာသူထဲဆိုင်ပတ်သက်တဲ့ဒီ တစီခွေးမှုနဲ့ပတ်သက်တဲ့မျိုးသမီးကိုနဲ့ကလေးကိုနှိမ့်ဆက်ရဲမှုနဲ့ပတ်သက်လို့ဆက်ပါတယ်ခဏညာလိုင်နာရာခြေပိုင်းမှာရှိတဲ့မြို့မရဲစခန်းရပြီးတော့ရဲစခန်းနဲ့လာတွေ့ရတယ်ပါစခန်းမှုနဲ့တမလာတွေ့တဲ့အခါမှာစခန်းမှုကဘယ်လိုပြောလဲဆိုတော့နော်ကျမစကမ်းမုန်းနဲ့တွေ့ပြီးတော့ဒီကိစ္စကိုတွေ့ဆုံမင်းမင်းမှုပြုလုပ်တဲ့အခါမှာစကမ်းမုန်းကမပြောလဲဆိုတော့ဒီကိစ္စကိုတဲ့ဟိုသူတို့ခဲသူတို့စကမ်းကိုမရောက်သေးပါဘူးပေါ့နော်ကျမကိုကျမကိုမေးတယ်ကျမကအထူးကြောင့်ရှင်းပြတဲ့အခါမှာအမကတဲ့အမကတဲ့ဒီအခု ့ကျူးလွန်တဲ့သူကိုအမကကာကွယ်ပေးမလို့လားတဲ့မခိုးမှုကျူးလွန်တဲ့ဘက်ကနေပြီးတော့ပြင်းမှုပြင်းမှုကျူးလွန်တဲ့လူကိုအမကအဲ့ဒီဘက်ကနေကာကွယ်ပေးမလို့လားတဲ့ပြင်းမှုကျူးလွန်တဲ့လူကိုကာကွယ်ပေးတဲ့ဆိုရင်ဥပဒေစိုးမိုးမှုဆိုတာရှိပါမလားကျွန်မပြန်မေးလိုက်တယ်အဲ့ဒါဒါလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာလူပြောများနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့လှိုင်းတာယာမြို့နယ်မှာပစ္စည်းခိုးလေလို့ဆွဆွဲခံရပြီးဓာတ်တိုင်မှာကျိုးနဲ့ချီခံခဲ့ရတဲ့အမျိုးသမီးနဲ့ကလေးငယ်ကိစ္စရဲ့နဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေတွေကိုအတူချုံတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ထဲကအထယ်ဆိုင်တစ်ခုမှာပစ္စည်းခိုးယူရလို့ဆွဆွဲခံရတဲ့တက်ကြီးပိုင်းအမျိုးသမီးတဦးနဲ့အသက်သုံးနှစ်ဝန်းကျင်ကလေးငယ်တဦးကိုဓာတ်တိုင်မှာတွဲပြီးကျိုးနဲ့ချီထားခဲ့တဲ့ရုပ်တံတစ်ခုထက်ကမှပြန့်နှံ့ခဲ့ပြီးနောက်လူမှုကွန်ရက်မှာဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့်ကလေးသူငယ်အပေါ်ပြုမှုတဲ့ဒီလုပ်ရက်ကိုလူများကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးကလေးသူငယ်ကူညီစောင့်ရှောက်ရေးလုပ်နေတဲ့တရုတ်ဆောင်ခိုင်နှင်းဝေအပါဝင်ဒေတာခန့်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာအဲ့ဒီအမျိုးသမီးနဲ့ကလေးငယ်ကိုဥပဒေအရအကူအညီပေးနိုင်ဖို့ဒီမနက်ပိုင်းကစပြီးလှိုင်းသားရမျိုးနယ်တွင်းကရက်ွက်တုံးခုထက်မနည်းမှလိုက်လံရှာဖွေနေကြတယ်လို့သိရပါတယ်။ကူညီရေးအဖွဲ့တွေကသူတို့ဟာခိုးမှုကိုအားပေးတာမဟုတ်ပဲကလေးငယ်ကိုတနာလို့လူသားချင်းစာနာမှုနဲ့ကူညီပေးနိုင်ဖို့ အဖွေနေတာလို့ဆိုပါတယ်။ဒါအပြင်ဗီဒီယိုထဲမှာပါတဲ့အထည်ဆိုင်ပိုင်ရှင်အမျိုးသမီးဆိုသူကိုစစ်စစ်မြဲမြဲမှုရဲစခန်းကခေါ်သွားတယ်လို့လည်းပတ်ဝန်းကျင်နေထိုင်သူတချို့ရဲ့ပြောကြားချက်အရသိရကြောင်းကုညီရေးအဖွဲ့ဝင်တဦးကပြောပေမဲ့ဒီသတင်းကိုတော့ BBC ကတိကျအတိမပြုနိုင်သေးပါဘူး။အားလုံးပဲသတိပြုဆောင်ကြည့်နေကြတဲ့ဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲအခြေအနေတွေကိုလည်းကျွန်တော်တို့ဆက်လက်တင်ဆက်ပေးသွားပါမယ်။ မင်္ဂလာပါမျိုးတို့ရရပြီနော်မင်္ဂလာပါမျိုးတို့ရကျမတို့ပြောမှဖြစ်ပါတယ်အခုဆိုရှယ်မီဒီယာပေါ်မှာပြန့်နေနေတဲ့တိုင်းသားရနော်တိုင်းသားရဒီဘာလဲကြက်ကသူထဲဆိုင်ပတ်သက်တဲ့ဒီဒီစီးသူမျိုးနဲ့ပတ်သက်တဲ့မျိုးသမီးကိုနဲ့ကလေးကိုနှိမ့်ဆက်ညှိနှိုင်းမှုနဲ့ပတ်သက်လို့ဆက်မှပါပြီးခဏညာဒီတိုင်းသားရရှေ့ပိုင်းမှာရှိတဲ့မြို့မရစခောင်းရပြီးတော့ရစခန်းနဲ့လာတွေ့ရတယ်ပါတယ်စခန်းမှုနဲ့တမလာတွေ့တဲ့အခါမှာစခန်းမှုကဘယ်လိုပြောလဲဆိုတော့နော် ဒီမှာစကမ်းမှုနဲ့တွေ့ပြီးတော့ဒီကိစ္စကိုတွေ့ဆုံမင်းမြန်မှုပြုလုပ်တဲ့အခါမှာစကမ်းမှုကဘာပြောလဲဆိုတော့ဒီကိစ္စကိုတဲ့ဟိုသူတို့ကျန်တဲ့သူစကမ်းကိုမရောက်သေးပါဘူးပေါ့နော်။ကျမကိုကျမကိုမေးတယ်ကျမကအထူးကြောင့်ရှင်းပြတဲ့အခါမှာအမကတဲ့အမကတဲ့ဒီအခု ို့ကျူးလွန်တဲ့သူကိုအမကကာကွယ်ပေးမလို့လားတဲ့မခိုးမှုကျူးလွန်တဲ့ဘက်ကနေပြီးတော့ပြင်းမှုပြင်းမှုကျူးလွန်တဲ့လူကိုအမကအဲ့ဒီဘက်ကနေကာကွယ်ပေးမလို့လားတဲ့ပြင်းမှုကျူးလွန်တဲ့လူကိုကာကွယ်ပေးတဲ့ဆိုရင်ဥပဒေစိုးမိုးမှုဆိုတာရှိပါမလားကျမပြန်ပေးလိုက်တယ်အဲ့ဒါဆိုရင်လို့ဥပဒေကိုဒီပြင်းမှုခိုးမှုကိုကျူးလွန်ထားတဲ့ဒီအမျိုးသမီးအပေါ်ကိုစိုင်းပိုင်ရှင်တွေ့တာသူစိုင်းပိုင်ရှင်ကပို့မိတယ်ကိုရပါပျက်စီးနဲ့မိထားတယ်ဆိုလို့ရှိရင်သက်ဆိုင်ရာအကိုတို့ရဲစခန်းကိုဒီသက်ဆိုင်ရာနေနေရဲစခန်းကိုအပ်ပြီးပါပြီလားဒါမှမဟုတ်ရင်အမှုဖွင့်ပြီးအပ်ပြီးတော့အမှုဖွင့်ပြီးရောက်ရပြီလားဥပဒေနဲ့အညီလောက်ဆောင်ပြီးပါပြီလားလို့ကျမမေးတယ် ရဲစခန်းကမအသေးပဲနဲ့ဒါမှမဟုတ်ရင်ခုရက်ချင်းကိုပြီးသေးပြီးတော့တက်ဆိုင်ရကိုအထားတာဒီမျိုးသမီးကိုသူတို့မှဘာမှလက်ခံဖြေကြားခြင်းမရှိဘူးသူတို့ဒီစခန်းကိုမရောက်သေးပါဘူးလေအဲ့ဒါဆိုရင်ဥပဒေမဲ့ကျူးလွန်လာကြကျွန်တော်တို့တိုင်းပြည်ကမင်းမဲ့ဆရိုက်ဆန်နဲ့တိုင်းပြည်မဟုတ်ဘူးမင်းမဲ့တိုင်းပြည်မဟုတ်ဘူးနော်မင်းမဲ့ဆရိုက်ဆန်နဲ့လုံးလို့မရဘူးဥပဒေနဲ့အရင်ဥပဒေကိုပုံမှုကိုပြင်မှုကျူးလွန်တဲ့လူကိုပေါ်တိလက်ရောက်လောက်ပိုင်ဝင်မရှိဘူးတက်ဆိုင်ရရဲစခန်းကိုအပ်ပါမယ်အကိုတို့ဒီရရဲစခန်းကဥပဒေနဲ့အရင်လောက်ပိုင်ဆောင်ရွက်သွားမှာ မဟုတ်ဘူးလားလို့ကျွန်မပြန်လဲမင်းမြန်ခဲ့ပါတယ်ဒီစကမ်းမှုကိုနော်အခုဒီမှာဒါကကျမတို့နိုင်ငံကတရားဥပဒေစိုးမိုးတဲ့နိုင်ငံเนาะမင်းမဲနိုင်ငံမှာမင်းမဲစရိုက်နိုင်ငံမှာအခုတိုင်စားလို့မရဘူး အခိလိုက်စားလို့မရဘူးလက်ရှိပြည်မှုချုံ့နှောင်းထားတဲ့အမျိုးသမီးကိုတရက်ဟိုတရက်လို့ဒီပိုင်ရှင်နော်ပစ္စည်းဒီပိုင်ရှင်ကနေပြီးတော့သူ့ရဲ့ပစ္စည်းလက်ဘူးလက်ကမိထားတဲ့အတွက်ပေါက်ဆိုင်ရမှာအမှုဖွင့်ပြီးတော့သက်ဆိုင်ရဥပဒေနဲ့တရားယူတရားဆွဲဆိုအရေးကြီးပြူလာမှာအဲ့ရကိုမလုတ်ခဲနဲ့သူကကိုတိလက်ရောက်မယ်မင်းနဲ့ဆိုင်ရိုက်စမ်းလူတယောက်မြတ်ဂုံသိခာတိခိုက်နေနာစေတဲ့ပုံစံမျိုးကိုလမ်းပေါ်မှာပြီးလမ်းပေါ်မှာပြီးတက်တိုင်ပေါ်မှာတိုးတက်ပြီးတော့အပြစ်မဲ့တဲ့ခလေးသူငယ်လေးကိုပါဒီ ဒီဟာမျိုးကိုကျွလွန်ခဲ့တယ်ခလေးသူငယ်လေးကနေပူကမ်းမှာနော်ကျိုးတုပ်ပြီးတော့ကျိုးနဲ့ချီပြီးတော့ဒီဟာလေးကိုနှိပ်စက်ခဲ့တယ်ရင်ရွေးပူနဲ့လောင်းချမယ်ဆိုတဲ့စကားကိုပြောခဲ့တာကဒါကဥပဒေမဲ့ရာကြတယ် ်ကျွန်မတို့တိုင်းနေတာဒါမျိုးမရှိစရာဥပဒေချက်မှာမြေသူများမရှိစရာဒီဆိုရင်ဒါကိုဆိုကျွန်မအခုဒီမျိုးမရက်စကားမှာဖိရှိခဲ့တဲ့အမမိဘပြည်သူကျွန်မကိုရောက်လာတဲ့အတွက်ဝမ်းသာတယ်အမတော်မမခိုင်လားဆိုတော့ကိုထုတ်ဆက်ပါတယ်တော့အမအမရဲ့စကားလေးဒီအခုကိုပြတ်နေတာတတ်တဲ့စကားလေးမှာဘယ်လိုခံစားချက်လေးရှိပါလဲဘယ်လိုခံစားချက်လဲဆိုတော့မိဘဆိုတာတော့ကိုယ်တော်သမီးတွေငါပြတ်နေရင်တော့လုံးမိလို့ရလုံးမိမှာလဲဟုတ်တယ်မလားတူတူကိုလုံးမိလို့ရလုံးမိမှာလဲ ဒါပေမဲ့ဒီလိုမျိုးမိသွားတဲ့ခါကျတော့ကျင်းတို့လုံးပေးရမယ်ဆိုတော့လူကြီးရောအပ်ကနေနော်ပတ်ဆိုင်ရောပတ်ဆိုင်ရောအပ်ပေးရနော်ပတ်ဆိုင်ရောအပ်ပေးရမယ်မအပ်လို့မရဘူးကိုဒီလေးရောခုနဆက်လေးပေါ့နော်ဒီတွေ့သားသူအထယ်ဆိုင်မရှင်တော်ဝါဝါလိုင်းကနေပြီးတော့ဥပဒေမဲ့မင်းမဲ့ဆဲရိုက်ဆန်းသွားလောက်ခဲ့တယ်ဒီပြစ်မှုကျူးလွန်သူမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်ဒေါ်ရခိုင်မနဲ့အတူပါလာတဲ့ကလေးကသူ့ရဲ့မီးလို့လဲကျမတို့သတင်းရရှိထားပါတယ်နော်သူ့ရဲ့မီးပေါ့နော်အဲ့ဒီမီးကကလေးကဘာမှပြစ်မရှိဘူးလေကလေးငယ်တယောက်ကို ီလိုမျိုးမလုပ်သင့်ဘူးကလေးငယ်ကိုကဘာသူကတွန်းရိုက်တွန်းပြီးတော့လှဲလိုက်ပြီးတော့ဒီအခုသူ့ဆိုင်ရှိရဲ့သူ့ရဲ့ဆိုင်ရှိမှာရှိတဲ့ဓာတ်တိုင်မှာနှိကင်းကြောင်တော်ကြီးเนาะသူတို့ဒီတိုးဓာတ်တိုင်မှာတိုးတုတ်ထားတဲ့လမ်းမပေါ်ကြီးမှာနောက်ပြီးတော့ဒီဟာကိုရိုက်ပြီးတော့သူရိုက်နေပြီးတော့ဒီဆဲဆိုပြောဆိုရိုက်နှက်နေတဲ့ဟာတွေကိုဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်တယ်ဟုတ်လားဒါတွေကဥပဒေနဲ့မငြီပါဘူးเนาะကျမပြောပြမယ်เนาะရာဇဝင်းတင့်ထုံပုံမှန်59အရာ ခိုးမှုဆိုင်ရာတခိုးတွေကိုဥပမာနော်ခိုးမှုဆိုင်ရာတခိုးတွေကိုဒီပြည်သူတွေကနေပြီးတော့အရသာပြည်သူတွေကမြည်သူမဆိုဖမ်းဆီးခွင့်ရှိပါတယ်ဖမ်းဆီးလို့လက်ရောက်ဖမ်းဆီးလို့ရပြီဆိုဆိုရင်သက်ဆိုင်ရာဌာနဆိုင်ရာဥပမာရဲဥပမာနော်ရဲလို့ဘာလို့သက်ဆိုင်ရာဌာနဆိုင်ရာကိုအပ်ပေးရပါတယ်နော်သူ့ရဲ့ဥပဒေနဲ့အညီအဲ့ဒီမျိုးကိုမလုပ်ဖဲနဲ့ ူကသူ့ရဲ့စိုင်မှာဒီမင်းမဲစရိုက်ဆန်ဆန်နဲ့ဒီလိုမျိုးပြုတ်မှုကျင်တုံးခဲ့ကျင်တုံးခဲ့တယ်နောက်ပြီးတော့အရွယ်မရောက်သေးတဲ့ကလေးငယ်ဒီကလေးငယ်ကပြုတ်မှုကျွန်းလွန်ရမှာမပါဘူးလေဟုတ်လားဒီအရွယ်ကပြုတ်မှုကျွန်းလွန်တတ်တဲ့အရွယ်မဟုတ်ဘူးအဲ့ဒီဟာကိုကလေးကိုလည်းသူကကိုတိလက်ရောက် ကလေးကိုတွန်းတွန်းပြီးတော့အိမ်မှာဟိုမျိုးသမီးတော်ရခိုင်မကိုသူ့ဆိုင်မှာပါးရည်နားတွေရိုက်ပြီးတော့ဆဲဆိုပြီးတော့လုပ်တယ်ဒီတော်ရခိုင်မကိုသူ့ရဲ့ခြေထောက်နဲ့တက်ပြီးတော့နင်းထားတာတွေအဲ့ဒီအချိန်မှာကလေးငယ်ကိုတွန်းထိုးတွန်းလိုက်တာတွေနောက်ပြီးတော့တက်တိုင်မှာကလေးငယ်ကိုဒီတော်ရခိုင်မနဲ့အပါဝင်ပူးတွဲပြီးတော့ခြေထိုက်တာတွေကလေးငယ်ကိုဒီကလေးငယ်အပါပဲကလေးကိုဒီမိန်းမကိုရင်းနှီးပူပူနဲ့လောင်းချမယ်ဆိုတဲ့ဟာတွေကိုချိန်ချောက်ပြောဆိုခဲ့တယ်အဲ့ဒီဟာက ဘာဥပဒေနဲ့မြောက်သွားလဲဆိုတော့ကလေးသူငယ်ဥပဒေပုံမှတရားကာကြီးနဲ့မြောက်သွားပါတယ်เนาะတရားကာကြီးနဲ့မြောက်သွားပါတယ်ဥပဒေအကြောင်းကိုမနာတယ်ပဲနဲ့ဥပဒေမဲ့ဆန်းသွားလုံရက်ကိုပြုတ်လုံလိုက်တဲ့အခုဒေါ်ဘာဝါလိုင်းကတရားဥပဒေရဲ့စီဒီကိုခံရပါတော့မယ်မမမိမိကတရားလိုဖြစ်ပါလေနဲ့တရားခံဘဝကိုရောက်သွားရတာကိုယ့်ရဲ့တိုင်မှာပျက်စီးကိုခိုးယူပါလေနဲ့တခိုးကိုမိပါလေနဲ့ဟုတ်လားဟို တရားစွဲဆိုရမှာကကိုကိုတိုင်းဖြစ်ရတာနဲ့ကိုကိုတိုင်းအဖြစ်တရားခံဘဝကိုပြန်ရောက်သွားတာကဥပဒေအကြောင်းကိုနားမလည်လို့နော်ဥပဒေအကြောင်းနားမလည်တာပါတယ်နောက်ပြီးတော့ငါဆိုတဲ့အတ္တမာနတွေနော်ရိုင်းဆိုင်စွာနဲ့ဒီပေါ့လူမဆန်တဲ့လောက်ရက်တွေမင်းမဲ့ဇယိုက်ဆန်တာတွေလောက်ရက်တွေနောက်ပြီးတော့သူပြောသွားတာရှိပါသေးတယ်ဟုတ်လားချွေပြီးသားဟမ်ချွေပြီးသားမှာငါတတိရှိလို့လာနေအပေါ့ sorry နော်လှိုင်းသားရမှာတတိရှိလို့လှိုင်းသားရမှာနေတဲ့ဆိုတဲ့စကားကလှိုင်းသားရမြို့သူမြို့သားတွေပြည်သူပြည်သားတွေကိုစော်ကားလိုက်တာပဲစော်ကားလိုက်တာပဲနော်အဲ့တော့ جماعه ဥပဒေနဲ့အညီလောက်ဆောင်ပြီးပါပြီမိဘပြည်သူများစိတ်ကျေနဲ့အားရစွာဟိုဝမ်းမက်သာသာရှိပါတော့နော်သက်ဆိုင်ရာကနေပြီးတော့အေးအေးယူဖမ်းဆီးပြီးတော့အေးအေးယူစစ်ဆေးနေပါပြီနော်ဥပဒေတိုင်းလောက်ဆောင်ပါလိမ့်မယ်ကျမမနဲ့ပြန်ဒီဒေါ်ရခိုင်မရှိတဲ့နေရာကိုကျမသွားရောက်ပါလိမ့်မယ်နော်ဒေါ်ရခိုင်မဟိုကျမတို့ ဟိုအပိအမလုတ်ချင်တာမဟုတ်အဓိကကလေးငယ်စိတ်တန်ရရောက်တဲ့ကလေးငယ်ကိုကျမတို့ကူညီလူတန်းကျင်တဲ့လူများကျမနဲ့ဆရာကျန်လေးပါချစ်တော်မျိုးတို့ရေကျမတို့မုန်းခိုင်းဖြစ်ပါတယ်ဒီနေ့2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မင်္ဂလာညချမ်းလေးပါရှင်မင်္ဂလာညချမ်းလေးပါကျမတို့မိဘပြည်သူတွေမျှော်လင့်ဆောင်သားနေတဲ့တရင်ကောင်းလေးကိုကျမပေးချင်လို့ပါကျမအခုပဲအိမ်ပြန်ရောက်ပါတယ်နော်ကျမတို့မိဘပြည်သူတွေမျှော်လင့်ဆောင်သားနေတဲ့တရင်ကောင်းလေးပေါ့ဒီအခုလှိုင်းသားရ နော်နိုင်သာယာဒီဟိုဟာပေါ့ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့၅ရက်ကွက်ပေါ့နော်၅ရက်ကွက်ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတယ်ပရတာသူအထယ်နဲ့စတိုးပိုင်ရှင် ပိုင်ရှင်ဟိုအမဒေါ်ဝါဝိုင်းလဲဒေါ်ဝါဝါလှိုင်းပေါ့နော်သူ့ကိုသက်ဆိုင်ရာကနေပြီးတော့ဖန်းစီရေယူစစ်စင်းနေပါပြီဖန်းစီလိုက်ပါပြီနော်နယ်မြေခံကနေပြီးတော့ကျမစီကိုကျမဒီသက်ဆိုင်ရာနယ်မြေခံစာရဖတ်ရအခွင့်နဲ့အဆက်အသွယ်ရပါပြီနော်သူတို့ကိုဖန်းစီရေယူစစ်စင်းနေပါပြီနော်သက်ဆိုင်ရာကနေပြီးတော့ဥပဒေနဲ့အညီရေယူသွားပါလိမ့်မယ်နော် အဲတခုကတော့ဟာပေါ့စိတ်မကောင်းစရာပေါ့တရက်လိုကနေပြီးတော့တရက်ခံဖြစ်သွားရတာနော်ကိုယ့်ရဲ့မိမိရဲ့ပစ္စည်းကိုခိုးလဲခိုးသေးတယ်ခိုးလဲခံရသေးတယ်တရက်ခံဘဝကိုရောက်သွားတာအဲ့ဒါပေါ့အဲ့ဒါဥပဒေအကြောင်းနားမလဲလို့ခံလိုက်ကြတာနော်ဥပဒေအကြောင်းနားမလဲလို့ဒီပစ္စည်းတွေနဲ့အတူမိထားတဲ့ဒီပစ္စည်းတွေခွဲယူထားတဲ့အမျိုးသမီးကိုမိထားလို့ရှိရင်ဥပဒေ မဲ့လောက်ရက်တွေမလောက်ပါဘူးမင်းမဲ့စရိုက်ဆန်တဲ့လောက်ရက်တွေမလောက်ပါဘူးဒါကကျမတို့အတိုင်းကြီးကမင်းမဲ့စရိုက်တိုင်းကြီးမဟုတ်ဘူးဥပဒေမဲ့နေထိုင်တဲ့တိုင်းကြီးမဟုတ်ဘူးဟုတ်လားနော်ဥပဒေနဲ့အညီနေထိုင်တဲ့တိုင်းကြီးကျမတို့ဖခင်လက်ထက်မှာနော်ဥပဒေအထက်မှာမြည်သူများမရှိစေရဆိုတဲ့စောင့်ပုတ်အတိုင်းကျမတို့လိုက်ပါဆောင်ရွက်နေပါတယ်နော်ကိုကြီးဆောင်ရွက်ပေးနေတာပါဒီပေါ်မှာသူကျွလွန်လိုက်တဲ့အပြစ်တွေကဘာမှအပြစ်မရှိတဲ့ဥပမာအရေးကြီးဆုံးကတော့ခလေးပေါ့နော်အရွယ်မရောက်သေးတဲ့ခလေးဒီအမျိုးသမီးအခုသူတို့ဒီဒီပျက်စီးကိုဒီ Twitter သူ အထယ်ဆိုင်မှာခိုးယူတဲ့ပိုက်ရှိခိုးယူတဲ့ဟိုပါပေါ့နော်အမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်သူ့ရဲ့အသက်ကအသက်60ဝန်းကျင်လို့သိရပါတယ်နော်ကျမသူ့ရဲ့လိပ်စာကိုအတိအကျသိရပါပြီရွှေပြည်သာဘက်မှာနေတာအဆောင်ကားနေတာလို့သိရပါပြီကျမမနေ့ကဒီဒေါ်ရခိုင်မနဲ့တွားရောက်ပြီးတော့တွေ့ဆုံပါမယ်နော် တို့ကဒီဥပဒေနဲ့မဲ့လောက်ရက်တဲ့ဒီလောက်ရက်လောက်ရက်ကိုကျူးလွန်လိုက်တဲ့ဒေါ်ရခိုင်မနော်ဒီခိုးယူတဲ့လူကိုကျွန်တော်တို့အားပေးအမြောက်လောက်တာမဟုတ်ဘူးနားလည်အောင်နော်မိဘပြည်သူတွေနားလည်ဖို့တချို့သောမိဘပြည်သူတွေကတခိုးကိုအားပေးတယ်ဆိုတဲ့ဟာမျိုးပေါ့ကျွန်တော်တို့ကဥပဒေမဲ့လောက်ရက်ကိုမလောက်ပါဘူးရှင်ဒီတခိုးကိုအားပေးအမြောက်လောက်တာမဟုတ်ပါဘူးသူကနော်ဥပဒေမဲ့ဒီခိုးမှုကိုကျူးလွန်ခဲ့တဲ့သူကိုဒီဆိုင်ပိုင်ရှင်အမားကဒီဒေါ်ဘာဝါငိုင်းကဥပဒေနဲ့အညီသူကလောက်ဆောင်လောက်လို့ရှင်ယခုလိုသူ့မှာဟိုပြစ်မှုကျူးလွန်မှာတော့ဟိုတရားခံအဖြစ်ကိုရောက်ရမှာမဟုတ်ဘူးနော်ဖမ်းဆီးခံရမှာမဟုတ်ဘူး နောက်ဆုံးသူကရဲစခန်းမှာအမှုမဖွင့်ခြင်းဘာဒါအမှုတစ်ခုဖြစ်တယ်ဆိုရင်သွားလာရစရိတ်တွေ၊ကုန်ကြစရိတ်တွေအများကြီးဟုတ်လားအချိန်တွေပေးရတယ်လားတွေအများကြီးနဲ့အမှုတစ်ခုဖြစ်တယ်ဆိုရင်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်နောက်ဆုံးဒီခိုးခိုးမိတဲ့နော်ဒီပစ္စည်းခိုးတဲ့အမကိုနောက်ဆုံးရက်ကျေးရက်ကျေးအုပ်ချုပ်ရေးမှုဥက္ကဋ္ဌတွေစီကိုအပ်လိုက်နော်အဲ့ဒီမှာအပ်ပြီးတော့ခံဝင်တဲ့လက်မှတ်ရေးထိုးခိုင်းလိုက် ဒီလိုမျိုးသွားရမှာလေဥပဒေနဲ့ညီသွားရမှာအဲ့ဒါကိုမလုပ်ဖဲနဲ့ဥပဒေမဲ့စွာပဲလုံးရက်ပြီးတော့ရိုက်နဲ့ကျူးလွန်ပြီးတော့ရရက်ဆက်ဆက်ကလင်းငယ်ကိုပါနော်လူမဆန်စွာဒီလမ်းတိုင်ပေါ်မှာနေကင်းကြောင်တော်ကြီးမှာတော့မှတိုးချီချားပြီးတော့ဟဟလာပေါ့နော်အမျိုးသမီးရဲ့နောက်တစ်ခုကကြတော့ဒီ စတိုးဆိုင်ပိုင်ရှင်ပေါ့နော်စတိုးဆိုင်ပိုင်ရှင်ရဲ့အမြင်နေရာကိုစပြီးတော့ပြောမယ်နော်စတိုးဆိုင်ပိုင်ရှင်ဒီစတိုးဆိုင်ပိုင်ရှင်ဒီဒီသူ့ရဲ့ဆိုင်မှာဒီတခိုးမျိုးသမီးဒီလာပြီးတော့ခိုးမှုတဲ့နှစ်ကြိမ်အဲ့ဒီအတွက်သူ့စိတ်ထဲမှာသူ့ပစ္စည်းကြောက်ခဲ့ရတာနဲ့ပတ်သက်ပြီးသူ့စိတ်ထဲမှာမကျေမနပ်တာကြီးဖြစ်တင်လဲဖြစ်နေလိမ့်မယ်ပေါ့နော်ဒါကိုယ့်ရဲ့အမြင်မကနေတုံးတက်ပြအောင်ပြီးရခါကျတော့ဒီလိုမျိုးသူ့ဒီဗီဒီယိုရိုက်ပြီးတော့သူ့ဒီ line မှာကိုတင်ပြနေတယ်သူ့ဘလို့သူ့ဘလို့ နှိပ်ကွက်လိုက်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်သူ့ဘက်ကအမြင်ကျအဲ့လိုမျိုးဖြစ်ချင်လဲဖြစ်နေပဲပြည့်ခါကျတော့တခိုးနေနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်ထဲမှာမကြေမနက်တာတွေလည်းဖြစ်ချင်ဖြစ်နေမှာနောက်တစ်ခါကျတော့ဒီ like တို့ view တို့ attention တို့လိုချင်တာပေါ့နော်ပြည့်ခါကျကို follower တွေပေါ့နော် follower မှာမှတောက်စစ် follower တွေကြာဘယ်လိုလဲဆိုတဲ့ခါကျတော့ဒီကိုအားပေးတဲ့လူတယောက်ပေါ့နော်အဲ့ဒီလူတယောက်က9 like တယ်ဆိုတာမျိုးလိုချင်တာအဲ့ဒီအချိန်ကျတော့ဒီ account ပိုင်ရှင်တွေကကျတော့လေကိုနိုင်အောင်လို့ဆိုပြီးတော့လေအမျိုးမျိုးတွေလောက်ပြတယ်ပေါ့နော်နံပါတ်1အချက်အနေနဲ့ဆိုလို့ရှိရင်သူဒီ CCTV ဘက်ကနေပြီးတော့ အခုံမျိုးသမီးကိုဖမ်းမိတယ်ဖမ်းမိတယ်ဆိုလို့ရှိရင်နောက်တစ်ခုသူ့ကိုနှိပ်စက်ပြိုင်ပါရိုက်တယ်သပြင်ဆွဲတယ်ပြီးတဲ့ခါကျတက်နေတယ်တိုင်မှာကြိုးတုတ်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ရင်းနှီးပုနဲ့လောင်းမယ်လို့ပြောတယ်ရဲစခန်းကိုအပ်မယ်ပေါ့နော်အာအဲ့လိုမျိုးတွေလုတ်ပြီးတဲ့ခါကျသူဒီလုတ်ပြတဲ့ဟာကိုသူဒီဗီဒီယိုတွေရိုက်ထားတာပေါ့နော်ဒီနေရာမှာသူလုံအောင်မဲ့နေရအမှန်တရားကျတော့ဘယ်လိုလဲဆိုတဲ့ခါကျတော့ဒီတခိုးကိုမိတယ်မိတယ်ဆိုလို့ရှိရင်တခိုးမှရိုက်တင်တင်တယ်ဆိုလို့ရှိရင်ဒါမှနီလန်းအမှန်ကလေးကိုဖယ်ပြီးတော့မှရိုက်လို့ရတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နိုင်ငံတကာမှာ ဒီမိဘတယောက်ကပြစ်မှုကိုကျူးလွန်တယ်ဥပမာဆေးမှုနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီလူတတ်မှုပဲဖြစ်ဖြစ်ကလေးမရှိတဲ့အချိန်ကလေးမျက်မြင်ခွင့်ရဖြစ်နေတဲ့အချိန်မှာမဒီလူကြီးကိုဖမ်းကြတယ်လက်ထိခတ်ကြတယ်ညာတော့အဖြစ်ပေါ့နော်တခြားဒီလိုမျိုးရုံရင်းဆိုင်ခတ်တွေဖြစ်လို့လုံလိုက်ရတဲ့အချိန်တွေလည်းရှိချင်ရှိနေဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကလေးတငယ်ဒီဒီအမှုနဲ့လုံးဝမသက်ဆိုင်ဒီအမေကခေါ်လာတာဖြစ်တဲ့အတွက်ကလေးကပါလာတာကလေးဒီတိတက်တဲ့အရွယ်လည်းမဟုတ်ခိုးတတ်တဲ့အရွယ်လည်းမဟုတ်အဲ့တော့ဒီကလေးရဲ့ညနာကိုပြလို့မရဘူး เนาะဒီဘာဖြစ်လဲဆိုတော့ကလေးတွေမှာဒီဟာနဲ့ပတ်သက်ပြီးတဲ့ခါကျ trauma တွေဖြစ်လာတယ်ရှင်တို့စိတ်ကစားလူတက်သမားတို့ဘာလို့ဆိုတော့ကလေးအရွယ်မှာရတဲ့စိတ်ဒဏ်ဟာနေကလေးတွေကောင်းမှလူတွေရဲ့ဒီအနာဂတ်ပေါ့နော်လူကြီးတွေသူတို့ရဲ့အနာဂတ်ကောင်းမှသူတို့ရဲ့အနာဂတ်ကောင်းမှပတ်ဝန်းကျင်ကောင်းမှကိုဖန်တီးနိုင်မှာပေါ့နော်ဒါကြောင့်အဲ့လိုမျိုးပတ်သက်တဲ့အမြင်အဲ့တော့သူလုံးဝမဲ့လုံးရအမှန်အကြောင်းသူတိတိအမျိုးသမီးကိုဖန်ဖန်လိုက်တယ်ပေါ့နော်ဖန်မိတယ်တခြားသူတွေ သိရှိနိုင်အောင်လို့အတွက်ဆိုလို့ရှင်တင်ကြမယ်ဆိုလို့ရှင်ဒီအမျိုးသမီးရဲ့ပုံကိုရိုက်ပြီးတော့ပေါ့နှိမ့်ဆက်တာမဟုတ်ခဲနဲ့ဒီအမျိုးသမီးရဲ့ပုံကိုရိုက်ပြီးတဲ့အခါကျတော့ဒီအမျိုးသမီးရဲ့မျက်နှာဒီလိုပါဒီတခိုးကဒီလိုပါ CCTV ဘကော့ပဲဖြစ်ပါစေတင်လို့ရတယ်ဒီအမျိုးသမီးရဲ့ဟာပေါ့နော်ဒါဒီဒီတခိုးရဲ့လုံရက်ကိုအဲ့လိုမျိုးတကယ်လို့သူဒီပါတဲ့ဘာကြီးရိုက်ချင်လဲဆိုတော့ဒါမှာဗီဒီယိုထဲမှာထည့်ကြတာမျိုးတွေတော့မဖြစ်သင့်ဘူးပေါ့နော်လုံလိုက်တယ်မကျင်တယ်လို့လုံမိသွားတယ်ဘာညာပေါ့နော်ဒါကြဗီဒီယိုထဲမှာပါတယ်ဆိုတော့သူ့ရဲ့တက်တယ်သူ့ရဲ့ဘကော့သူဒီဒီလိုသူများနှင်းပန်းနှိမ့်ဆက်နေတယ် နောက်တစ်ခုကကျတော့ရဲလက်ကိုအပ်မယ်ပေါ့ဒါကသူလုံးတဲ့တဲ့အလုပ်ပဲအဲ့မှာရဲကသူသူလုံးတဲ့နာကကျတော့အဲ့လိုမျိုးရဲလက်ကိုအပ်လိုက်တယ်ဆိုလို့ရှိရင်ရဲရဲ့အပိုင်းဖြစ်သွားပြီသူဒီသူ့ရဲ့ပတ်စံကိုပြန်ပြီးတော့လိုချင်တယ်အရင်ရှိတဲ့ခါကလိုချင်တယ်ဆိုလို့ရှိရင်ရှင်လဲဒီကိုရဲ့ဆုံးရှုံးမိသားပစ္စည်းပေါ့နော်ပြုသူအစ်တဖြစ်သူအဟာနော်အဲ့တော့သူပြုလိုက်တဲ့ဟာသူ့ရဲ့အကုသို့ကံအတိုင်းပဲသွားမှာကိုအခိုးခံလိုက်ရတာကြာ ကိုမစင်ကြယ်လို့အခိုးခံရတာအဲ့လိုမျိုးနားလည်တာမသိဘုဒ္ဓဘာသာရဲ့အယူမှားကြောင့်ကိုတိပစ္စည်းပုံကြီးတွေတရားဝယ်ဆိုကိုတိဖနှက်ပြောက်တယ်ဖနှက်ခိုးခံရတယ်ဆိုလို့ရှိကိုတိအရင်တော့ဒီဖနှက်ကိုခိုးခဲ့ဘူးလို့အဲ့လိုမျိုးအဲ့ဒီရဲ့သဘောတရားတွေလည်းတိတ်သေချာလိမ့်လာလိမ့်လာစေခြင်းနဲ့ပေါ့နော်ဒီတရားသဘောတွေအဲ့တော့ပြုတ်သူအသေးဖြစ်သူအဟာနော်ဒါကြောင့်ဒီအမျိုးသမီးရဲ့လုံရက်ကိုတုံးတက်တာပါနောက်တစ်ခုကြတော့အမ်ဒီတော့အမျိုးသမီးပြပါတော့သူဒီသူပြောခဲ့တယ်လို့ပဲသူမှစားဖို့တောက်ဖို့တောင်မရှိလို့ နော်အဲ့လိုလောကကိုခိုးစားတဲ့အခြေအနေဖြစ်ချင်လည်းဖြစ်လိမ့်မယ်နောက်တစ်ခုသူ့ရဲ့မှားတဲ့တစ်ချက်ကဘာလဲဆိုတဲ့အခါကျကိုမဟုတ်တန်တရားလုံးမဲ့ခိုးမဲ့နေရမှာကိုသားသမီးကိုခေါ်သွားတာဒါဒီသူ့ရဲ့အစိုးရဆောင်လုံရတယ်နော်အဲ့ဒါကြတော့အိမ်မှာထားခဲ့စရာမရှိလို့ပဲဖြစ်ဖြစ်သူပြောတဲ့ပုံညာဆိုအိမ်မှာလူရှိတယ်နော်ထားခဲ့တဲ့လူ မရှိဖို့လဲမရှိလို့ပဲဖြစ်ဖြစ်ရှိလို့ပဲဖြစ်ဖြစ်ကိုတီခိုးမယ်လို့ကြီးရွယ်ချက်ရှိရှိနဲ့ဒီလိုလာတာခိုးမယ်ခိုးစားမယ်တကယ်လုံးဝကိုမရှိလို့လို့နောက်ဆုံးလုပ်နေတယ်ခိုးတဲ့အလောက်ကိုလောက်ရတယ်ကိုသားသမီးကိုအဲ့လိုမျိုးကိုရဲ့အမှုဘရဒ်ကိုပါပြီးတော့မလုပ်စေနဲ့နောက်တစ်ခုကကြာတချို့မိပါတယ်ကဘလို့လဲဆိုတဲ့အခါကျဒါကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံဘူးလားခိုင်းစားမလို့သားသမီးကိုမွေးကြတာ ဒီအရွယ်ရောက်ပြီဆိုလို့ရှိရင်ဥပမာ၁၀နှစ်လောက်လောက်စာဘလို့ရတယ်ဆိုလို့ရှိရင်ခြေကွေးမှာထည့်မယ်ဒုဗတ်မှာဆိုလို့ရှိရင်လည်းရကန်းအလုပ်တွေဆိုလို့ရှိရင်လောက်ခိုင်းမယ်အဲ့လိုမျိုးတွေလောက်ခိုင်းပြီးတော့တသမီးကိုအဲ့လိုခိုင်းစားကြလို့ငွေနဲ့မိသားတွေလည်းရှိတယ်အဲ့တော့သူ့ရဲ့မဟာအမားကကိုသားသမီးကိုဒီရဲ့ကိုလောက်ရက်ထဲမှာထည့်ပြီးတော့စွဲပြီးတော့ခေါ်လာလိုက်တာခေါ်လာလိုက်တဲ့အခါကျသူဒီသူ့လောက်ရက်ကအဲ့လားမှားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ခုနအမျိုးသမီးကအဲ့လိုလောက်လိုက်တဲ့အခါကျကလေးရဲ့ဟာပါလာတယ်ဒီဆိုင်ရှင်မျိုးသမီးကပါလာတဲ့အခါကျအခုမဖြစ် တင်လာတဲ့အကောင်လုံးဖြစ်ကုန်ကြပြီးတော့ဇလန်းနဲ့အကောင်လုံးရှုပ်ကုန်ပြီးဟိုလူကမှန်တယ်လို့ဒီလူကမှန်တယ်လို့မှားတာကတော့နှစ်ယောက်စလုံးမှားတယ်အဲ့ဒီတော့ဒီမှာလှုပ်တင်လှုပ်ထိုက်တာဘယ်လိုလဲမလှုပ်တင်မလှုပ်ထိုက်တာဘယ်လိုလဲဆိုတာသုံးသပ်ပြရပါမယ်နော်ဥပမာဒီတခုံမျိုးသမီးကကိုခိုးမှာကိုတိတယ်ကိုလှုပ်မယ်ဆိုလို့ရှိရင်ကလေးကိုခေါ်လာကြအကြောင်းကိုဘာမှမရှိဘူး နော်စတိုးဆိုင်မျိုးသမီးကဘာမှလဲဆိုလို့ရှိရင်အဲ့ဒီသူညှင်းပန်းလိုက်ဆက်လိုက်တဲ့ဟာလေကလေးကိုရိုက်ပြီးတော့ပြလိုက်တဲ့ဟာကြတယ်လုံးဝကိုမှားတယ်သူလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့မှရဲတွေရဲ့လှုပ်ထုံးလုံးကြီးအရာလှုပ်မယ်ဆိုလို့ရှိရင်တော့မှကလေးကိုပါလို့မရအောင်ဆိုတဲ့အခါကျအဲ့ဒီဟာအတွက်မှားတယ်ပေါ့နော်အဲ့တော့ရှင်တို့ရဲ့အထင်မြင်တဲ့ကိုအထင်မြင်တဲ့ကိုင်တာမကိုက်ဘူးဆိုလို့ရှိရင်လည်းမစဲကြပါနဲ့လို့နော်ကိုအဟုတော့ကိုရှိရင်ရမှာပြုတ်သူအသေးဖြစ်သူအဟောင်းဖြစ်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်တတ်တာ